ုပွင့်ဟင်းငုပ်ပွင့်လို့လည်းခေါ်တယ်ဒါပွင့်ကိုရင်းနှီးဖြောပြီးတုပ်စားလို့ရတယ်ခြောက်လန်းပြီးတော့တုပ်စားလို့ရတယ်ဟင်းငုပ်ပွင့်ကတခုပွင့်ဒါရဟင်းငုပ်ပွင့်ဟင်းငုပ်ပွင့်ကတခုပင်ကြီးပေါ့ဗျာဒါမန်းလေးမျိုးမြိုင်းနေတာဓမ္မနဲ့အိမ်ဟာရှိဘက်က44နဲ့45လမ်းကြား148နဲ့118လမ်းကြားမှာရှိပါတယ် အဟင်းငုပ်ပွင့်ခေါ်တခုပင်မွတ်ဟင်းငုပ်ပွင့်ခေါ်တခုပင်ပါဗျာအဲ့ဒီမှာအပွင့်အတူတူလေးတိုက်လို့ရှင်ကြီးကြီးလာတယ်ဗာလေးတိုက်လို့ရှင်ကြီးကြီးလာတယ်အဲ့ဒီမှာအမကြီးလိုက်ပါဟော င်းငုတ်ပင်ခေါ်တခုတ်ပင်ပါဗျာတခုတ်ပင်ကမိရကြီးရီနဲ့ပြောပြောနေတဲ့ခုတ်ပင်ရတခုတ်တခုတ်ပွင့်တော့စားဘူးကြမယ်ထင်ပါတယ်နော်အတော့ဆိုင်နေပါတယ်ဆိုတော့ဆိုင်တိုင်းတော့မရဘူးပေါ့ဗျာစကိုင်းတောင်းပန်ပါတယ်ဗျာဆိုရတတ်ပါတယ်ဒါအလေးမျိုးရိုင်းနေတာတမုန်နဲ့အင်အားရဲ့အရှိဘက်က40နဲ့9နဲ့40လေးလမ်းကြားမှာရှိခဲ့ ုတ်ပင်ကြီးပါဒါကျွန်တော်တို့ဒါနှစ်စင်ဆက်လာပြီးတော့ကောက်ပြီးတော့ဂျာကိုကောက်ပြီးတော့ရောင်းနေတဲ့လူတွေရှိပါတယ်ဒါဒါလက်နက်စာလက်နက်စာတွေလာပြီးတော့နေနဲ့စားတွေလာပြီးတော့ကောင်းနေတဲ့လူတွေရှိပါတယ်ဒါကတော့သခုပွင့်သခုပွင့်လာကောင်းနေတဲ့ပိစိတရောက်ဖြစ်ပါတယ်ဒါသခုပွင့်သခုပွင့်လာကောင်းနေတဲ့ပိစိတရောက်ပါမပြောရင်ဆိုရင်သခုပွင့်ရင်ကြွေးကြလာပါပြီ မကူတိုင်းတော့ကောက်ပါတယ်တဲ့အဘွားကနေကျွေးကြလာတာပါအဘွားကကျွေးကြလာတာကိုလာပြီးတော့ကောက်နေတာဖြစ်ပါတယ်တခုပွင့်ကောက်တယ်တခုပွင့်ကောက်နေတဲ့ပုံပုံဖြစ်ပါတယ်ဗျာဒါတခုပွင့်ကောက်နေတဲ့ပုံပုံဖြစ်ပါတယ်